ဘုံလက်ယုံအကျွေးရအတလုံးဆုံးသောမင်းဒါမှမဟုတ်ပကံခေတတ်တော်ရှိဆုံးမင်းတပါဒါမှမဟုတ်တတိယမြောက်ပကံဧကရိပ်ပြူစောတီကိုပြူအိုတို့မွေးလို့ကြီးလာကြောင်းပြူတင်းမင်းဆိုပြီးတော့အမည်တွင်ပါရီရှေးတယောကပကံပြေမှာတမုတ်တရိမင်းလက်ထက်မှာငှက်ကြီးဝက်ကြီးကြာကြီးရှူးပြန်တို့ကပြည်ရွာကိုနှောက်ရက်မင်းမှုနေကြပါရီအဲ့ဒီရန်သူတို့ကိုစွမ်းတတိနဲ့ပြည်စုံနဲ့ပြူစောတီကဖြုတ်ပြက်လိုက်ပါရီတမုတ်တရိမင်းကသာသနာတက်ကြရဲ့ 681ကနေ696ခုအထိအုပ်စုရလို့ဆိုပါရီပြူစောတီမီကအထက်တကောင်းမင်းမျိုးတတိုးအာတိစရာစာမိသောမင်းရဲ့သားဖြစ်ပါရီပြည်ဝမငိမ့်တတကြောင့်ပြည်ပုံးရှောင်းလန်းနေရမှာပကံပြည်စီကိုရောက်ရှိပြီးပကံအနီးမှာရှိရင်မြေခဲတွင်းရနေပြူလင်မြားထက်မှာမိကိုခဲ့ပါရီပြူလင်မြားကလည်းသာသမီမရှိတဲ့အတွက်ကြောင့်တာရင်ကဲ့သို့မွေးကြွေးထားပါရီပြူစောတီက၄တက်ကို9နှစ်သားလောက်ကပဲတက်မြောက်ခဲ့ပါရီ ယခုစစ်ဆောင်နေတာအရွယ်မှာတော့အလွန်အကျွံအထုတက်မြောက်ပါတယ်။တခါတော့ပြူစောတီကမိမိရဲ့လေးများကိုဆန်းလို့ရတဲ့အတွက်ကြောင့်တောကိုလှက်ပတ်အံဆိုပြီးတော့ပြူအိုလင်များထက်မှခွင်တောင်းလေရ၎င်းတို့ကလည်းချစ်ခင်စိုးရိမ်စွာနဲ့ဤသို့ဆိုကြပါတယ်။ချစ်သားပကံမြေတွင် အရှိမျက်နှာအရ၌အလွန်အားရကြီးသောဝတ်ကြီးတစ်ကောင်သည် အရံဝံများနှင့်ပြည်ရွာတွင်ကိုဝင်ရောက်ကလူတို့ဆိုင်ပြိုထားသော အသီးနှံစပါးဆန်တို့ကို တူစွာဖြက်စီးစားတော့နှောက်ရှက်၏လူတို့ကိုလည်းရမ်းမှု၏မင်းကြီးမနိုင်နိုင်၍ထမင်းပယုံသည် ဖွဲ့နှုတို့ကိုအဲ့ဒီဝယ်ကြီးတို့ကိုနေတိုင်းပေးရကြွေးရ၏အနောက်မျက်နှာ၌အလွန်ကြီးမားသောငှက်ကြီးတစ်ကောင်သည်အယံငမများနှင့်အလွန်အောင်ချက်နေ၏တခါတရံမှလူတွေကိုယ်တော်မှထိုးတော့ပောက်သက်စားလိပါသည်ဒီငှက်ကြီးကိုလည်းမင်းကြီးမနိုင်တဲ့အတွက်ကြောင့်အစားအစာပေး၍ကျွေးနေကြပါသည်တောင်မျက်နှာ၌ကြာကြီးတစ်ကောင်သည်အယံအကြများနှင့် အစီမပြတ်လိုပင်ပြည်ဝတွင်းကိုဝင်ပြီးတော့လူသူကျွမ်းသားတို့ကိုကပ်ယူစားတောက်လေးပါတယ်။တရန်တကိုလည်းမင်းကြီးကမနိုင်ပါဘူး။မြောင်မြန်နာ၌ရှုပြန်တို့ကလူတို့ရဲ့အဝေစာအတောင်းဆောင်အိမ်မိုးတက်ကေမမကြံတွေ့တဲ့မြောက်ကိုကိုက်ပဲ့ဖြက်စီတပါရီအရန်သူကြီးလေးဦးအပြင်အနောက်ရှက်တခုရှိသေးတယ်။ငါတို့ပကံမြေတဝမ်းမှာဘူကားပင်တို့ကဖြက်စီရိတ်မနိုင်အောင်ပေါက်ပါရီအနှွဲတက်တို့ကအလွန်လှည့်မြတ်စွာပွားရီတပင်းတနယ်ကိုဖြက်ရင်တော့ ှစ်ပေနှစ်နွယ်ဖြစ်လာတဲ့အတွက်တညုတ်ကိုပြန်ရင်တော့နှစ်ညုတ်ဖြစ်လာပြီလူသူမနေနိုင်လောက်အောင်အသီးနှက်ကိုမဆိုင်ပြိုးနိုင်လောက်အောင်နှောက်ရှက်ဖြစ်နေပါပြီဤသို့လျှင်တော့ဝက်ငှက်ကြရှူးပြန်ဘူးဒီဆိုတဲ့ရန်သူနှောက်ရှက်တို့ကငါတို့ပကံပြီကိုနှိမ့်ဆက်နေသည်မှာရခုဆိုရင်တော့ဆနှစ်နှစ်တိုင်တိုင်ရှိနေပြီချက်သားတတိနဲ့သွားပါငါတို့ဆိုရင်ဤအဲ့လိုဆိုကြပါရင်ပြူစောတီကမိမိရဲ့အစွမ်းလေးများကိုအာကိုပြီး အဲ့ဒီရှန်သူတွေရှင့်ရကိုပဲတွားရောက်ပါတယ်။ရှေ့ဦးစွာဝက်ကြီးကိုတွေ့တော့ဝက်ကြီးကမန်းဖီးပြီးအမွေးမြင်ထောင်လျက်ကပုတ်လောက်ကြည့်တော့ကြောက်တုံးမြေတုံးတို့ကိုတူးပေါ်ကတစ်ပင်ကြီးငယ်တို့ကိုထိုးကျိတ်ဖြိုးလဲပြီးတော့မင်းသားကိုထိုးပတ်ဖို့အတွက်ပြေးလာပါတယ်။မင်းသားကလေးနဲ့ပြေးလာရမျှတိပြီးတော့ဝက်ကြီးကတည်လီပါတယ်။ဝက်ကြီးတည်ပြီးရဲ့နောက်တုံးရကြတဲ့ကပြူစောဒီကငှက်ကြီးရှိရကိုလာခဲ့ပါတယ်။မင်းကြီးတန်ကငှက်ဆပ်ပွေးရတဲ့ ငှက်ဆာစောငကောကမိမက်ပြုတ်ခုနှစ်ယောက်နဲ့ငှက်ဆာပူဖို့အတွက်လာတာကို ပြုတ်စောတိတွေ့တဲ့အခါမှာငှက်ဆာမပိုနေငှက်ကြီးကိုငါတက်မယ်လို့ပြောကအဲ့ဒီမိမက်ပြုတ်ခုနှစ်ယောက်ကိုလည်းတင်းယူလိုက်လေပါရီငှက်ကြီးကလည်းလက်ပတ်မီစီသုံးမိမှအလဲပင်မှနားပြီးတော့ဘေးနဲ့ပင်မှအတောင်တင်ထားပါရီမင်းသားကိုမြင်တော့အစာလည်းမစားရတာနဲ့တင်းစွန်အမျက်ထွက်ထွက်တဲ့ကြောင့်အစွမ်းတက်တဲ့အမျိုးမျိုးပြပြီးတော့မင်းသားကိုပေါက်လိုက်ပါရီမင်းသားလည်းလေးကိုထောက်ပြီး နောက်ကိုခုံလိုက်တာကအတောက်80မြလျှောက်ပါတယ်။လူကိုမထိပဲမြေကိုပေါက်မှုရဲ့အတွက်ကြောင့်နှုတ်သီးမှပန်လာတဲ့မြေကြီးကိုထွေးရန်ပြေရာ တောင်ငယ်များရှိနေသည်ကိုယခုတိုင်အထိငှက်အန်တောင်လို့ခေါ်ကြပါတယ်။မင်းသားကကြောက်လန့်ခြင်းမရှိပဲကြုံရပြီးတော့လင်းနဲ့ပြစ်လိုက်တဲ့အခါမှာငှက်ကြီးကိုထိမှန်ပြီးငှက်ကြီးကဆင်းဆင်းသေးပါတယ်။ငှက်တောင်တချောင်းကိုနှုတ်ပြီးမိမပြိုခုနှစ်ယောက်ကိုရွက်เสียအနိုင်နိုင်အောင်ရွက်ရလိပါတယ်။ပြီးတော့အခါမှာ ။တင်းတို့မင်းကြီးဟာသွားရင်ဆက်ချီဆိုပြီးတော့ဆေးလိုက်ပါရီ။မဲမဲပြိုတို့လည်းလမ်းမှာငှက်တောင်လေးလို့မရွက်နိုင်တာကြောင့်ပြစ်ခဲ့လေပါရီ။အဲ့ဒီရက်ကိုငှက်တောင်ပြေဆိုပြီးတော့၎င်းငှက်ကြီးကိုပြစ်တတ်သောနေရာကိုငှက်ပြစ်တောင်ဆိုပြီးတော့၎င်းရခုတိုင်ခေါ်ဆိုကြပါရီ။ဆက်သုံးနှစ်တိုင်တိုင်နှောက်ရက်နှိမ့်ဆက်နေကြတဲ့ရန်သူတို့တယ်လီပီဖြစ်တဲ့အကြောင်းမဲမဲပြိုတို့ရှောက်လို့မင်းကြီးကြားရတဲ့အခါအလုံးနှစ်သက်ဝမ်းမြောက်ပြီးတော့စစ်သည်ဘိုးဘာနဲ့တကွာ ပြူစောနေ့၈00ကိုလာရောက်လေးပါတယ်။တွေ့ရမှာအဘယ်မျိုးနယ်ဖြစ်သနည်းအဘယ်လက်နက်ဖြင့်တတ်သနည်းအဲ့လိုမေးတော်မူသောဖောက်တိုင်းကိုရှောက်ပေးပါတယ်။အဲ့ဒီအကြောင်းကိုပကံပြည့်ရှင်မင်းကြီးကြားသိရတဲ့အခါအလွန်နှစ်သက်အားရတော်မူတာကြောင့်တမီးတော်ဆန္နာဒေဝီနဲ့ပြူစောတိကိုလက်ထပ်ထိမ်းမြားပေးပြီးတော့အင်ရှင်မင်းဂျာရုနဲ့ချီးမြှောက်တော်မူပါတယ်။ဒါပေမဲ့သမုဒ္ဒရမင်းလွန်တဲ့အခါမှာပြူစောတိကကျေးဇူးရှင်ဆရာရသေးရသေးကြောင့်မင်းကိုပိတ်ပိတ်ပြီး ပကံမှာမင်းပြူစေပါရီရတိကြောင့်မင်းကမင်းစိစိန်15နှစ်မှာနတ်ရွာဆန်တော်မူပါရီအဲ့နောက်တော့တကရွေ89ခုနှစ်မှာပြူစောတိကနန်းတက်ပါရီရွာ16ရွာကိုပေါင်းပြီးအရိမတနာတမုတ်ပြီးတော့မြို့တည်လေပါရီပြူစောတိကငှကြီးခွင်းရရမှာဥမင်းနဲ့ဖျားတဆူလေးရရရမှာဖျားတဆူမြားရရရမှာဖျားတဆူငှက်တောင်ပြရရမှာဖျားတဆူသမီးငှက်ရရမှာဖျားတဆူ ကြာကြည်ခွင့်ရရှက်မှာဖျားတဆူဝက်ကြီးခွင့်ရရှက်မှာဖျားတဆူရှုပြန့်ခွင့်ရရှက်မှာဖျားတဆူပြိုင်းကူဖုတ်ကူဘားကူပောက်ပင်ကူဘူပြားတဆူစတဲ့ကောင်းမှုတွေကိုလည်းပြုတော်မူပါတယ်တရုတ်မြို့ကိုတည်တော်မူပါတယ်တရုတ်မြို့မှာသရီးတမတော်ကမင်းကောင်းမှုမှုတော်စီရီကိုလည်းထပ်မံပြီးတော့ပြုပြင်တော်မူပါတယ်ရွာတိကြီးအရက်မှာဆန်တော်ရှင်ဘုရားကိုလည်းတည်တော်မူပါတယ်အဲ့ဒီဆန်တော်ရှင်ဘုရားကိုငရမမင်းစပြီးတည်တယ်ဆိုပြီးတော့ သူကောင်းတို့ကပြောကြပါရီမုံရွေးအရှိစင်ပြူရတောင်ထိပ်သီရိဓမတော်ကမင်းကောင်းမှုမူတော်ဘုရားကိုလည်းတည်တော်မူပါရီနောက်မှာမုံကြီးမင်းတို့ထပ်မံပြီးတော့တည်တော်မူလေပြီးတော့မူတော်မတွင် ရွှေမြည်တင်းဆိုပြီးတော့တွင်ပါရီမိစိစိန်85နှစ်မှာအနိစ္စရောက်တော်မူပါရီပြူစောတီကအလုံးမေခွန်အားပလကောင်းတာကြောင့်အသက်130တန်းရောက်ထီနန်းဆူဆန့်ခဲ့ရပါရီငှက်ကြီးကိုပြည့်တတ်သောနေရာကို ယခုတက်တိုင်းငှက်ပြစ်တောင်ဆိုပြီးတော့ခေါ်နေကြပါသည်။ဒီနေ့မှတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုရေးသားသူကိုတော့လေးစားစွာနဲ့ credit ပေးပါရရှင်။